အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျဆိုးပါပြီးပဲမီဒီယာဖြစ်ပါတယ်ခင်ဗျာဒီနေ့အော်တိုဘာလ10ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတော်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တီဘောမျိုးရဲ့အခြေအနေတင်ပြပါမယ်အော်ဒီဘုံမျိုးရဲ့အခြေအနေကလက်ရှိဒီတက်မလို့ဆက်ကြောင်းတွေကဒီဘုံမျိုးနဲ့ဆိုရင်ကျွန်တော်တို့၈မိုင်ခန့်အကွာကိုရောက်ရှိနေပြီဖြစ်ပါတယ်။မကြတော့ဘူးဗျာကျွန်တော်တို့နောက်တစ်ပတ်လောက်ဆိုရင်တော့ဒီဘုံမျိုးမှာတက်မလို့ကနိုင်ငံတော်အနေနဲ့စိုက်ပါလိမ့်မယ်။ဒီကနေ့ကအော်တိုဘာလ10ရက်နေ့ဆိုရင်ကျွန်တော်တို့အော်တိုဘာလ18ရက်နေ့လောက်မှာ အော်တိုဘာ18လုံး18ရက်နေ့လောက်မှာတက်မတော်ကတီဘောမြို့မှာနိုင်ငံတော်အလံလေးစိုက်တော့မှာဖြစ်ပါတယ်။အဲ့ဒီပတ်လဲပါပဲ။အဲ့ဒီတက်မကြော်ပါဘူး။အဲ18ရက်ကျွန်တော်တို့ရှေ့ရောက်ရင်လည်းတရက်နေ့ရက်အဥမာ18ဆိုရင်ကျွန်တော်19လောက်လည်းဖြစ်ဖြစ်မယ်။ဖြစ်နိုင်ရည်အများဆုံးကဒီ18ရက်နေ့မှာနိုင်ငံတော်အလံလေးစိုက်ဖို့အများတယ်။ပေးချသွားပြီ။အဲ့ဒါကတေးချတယ်။လက်ရှိတော့ကျွန်တော်တို့ဒီတက်မတော်စစ်ကြောင်းလေးရောက်ရှိနေတာကတီဘောမြို့နဲ့ဆိုရင်ကျွန်တော်တို့ဒီရှစ်မိုင်ခန့်အကွာကိုရောက်ရှိနေဖြစ်ပါတယ်။မကြတော့ဘူးဗျာတီဘောမြို့ကတီဘောမြို့ကမကြတော့ပါဘူး။ တော့တက်မလို့ကတော့အဲကြောင်မရနဲ့ကျွန်တော်ထိုးစစ်စစ်နဲ့လမ်းပိုက်မှာရှိတဲ့အကြမ်းဖက်အုပ်စုတွေရဲ့ဒီပင်မစကန်တွေကိုတောက်လျှောက်ကျွန်တော်တို့ထိုးစစ်စစ်ပြီးတိမ့်ပိုက်တယ်လက်ရှိတဲ့တောက်လျှောက်ထိုးစစ်စစ်နေတယ်အကြမ်းဖက်အုပ်စုတွေကဒီတက်မလို့ရဲ့တိုက်ဆွမ်းအားကိုမရှင်နိုင်ဘူးတည်နယ်လေးကတက်မလို့ရဲ့တိုက်ဆွမ်းအားမှာလုံးဝရှင်နိုင်ခြင်းမရှိပါဘူးရှင်နိုင်ခြင်းမရှိလို့ကျွန်တော်တို့တောက်လျှောက်တောက်လျှောက်သူဆုတ်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 ပြေးနေတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆက်သွယ်ရတဲ့အရာဆိုရင်လက်ရှိဒီတက်မလို့စစ်ကြောင်းတွေရောက်ရှိနေတာကဘောဂျိုဖျားရှိတယ်ဘောဂျိုဖျားရဲ့ရှေ့မှာကျင့်တီရွာဆိုတာရှိတယ် လက်ရှိဒီတက်မလို့ဆက်ကြောင်းတွေကကျင်းသီးရွာတကြောကိုရောက်သွားပြီကျင်းသီးရွာကျော်သွားပြီဆိုတော့ကျွန်တော်တို့ဒါကာလန်ပြည်အောင်စလမ်းမတိုင်းသွားမယ်ဆိုရင်တော့ဒုတ်ထောက်တွေမြင်တဲ့အပြိုင်သွားရတယ်ပြည်အောင်စီလမ်းမကြီးကဒုတ်ထောက်တွေမြင်တဲ့အပြိုင်အဲ့ဒီရှေ့ကိုရောက်မယ်ဆိုဘောကျွရွာဘောကျွရွာဆိုတော့ကျွန်တော်တို့ဘောကျွဖျားကြီးကိန်းကိုဆံပယ်တဲ့ရွာအမဘောကျွဖျားရှိတယ်အဲ့ဘောကျွဖျားရှိတဲ့ရွာကကျွန်တော်တို့ဘောကျွကြီးရွာဘောကျွကြီးရွာကရွာကြီးပါရွာကြီးပါကျွန်တော်အထက်တန်းကျောင်းခွဲတော်ရှိတဲ့ရွာကြီးပါအဲဒီဘောကျိုးကျေးရွာရောက်ပြီးသွားပြီဆိုရင်ကျွန်တော်ရှေ့ကိုသွားမယ်ဆိုရင်တော့ဈားထဲမှာကျွန်တော်ရွာ နှစ်ရွာလောက်ဖြတ်ရပါလိမ့်မယ်နှစ်ရွာပတ်လေပေါ့ဗျာနှစ်ရွာလောက်ဖြတ်ပြီးသွားရင်တော့ကျွန်တော်တို့တီဘောမျိုးရဲ့ကျိုးစုပိုင်းကိုရောက်တော့မှာဖြစ်ပါတယ်အဲ့တော့တမလို့စစ်ကြောင်းတွေကတော့ကျွန်တော်တို့တီဘောမျိုးရဲ့ရှစ်မိုင်ခန့်အကွာကိုရောက်ရှိသွားပြီဖြစ်ပါတယ်ရောက်ရှိသွားပြီဖြစ်ပါတော့မကြတော့ဗျာကျွန်တော်တို့ဒီတီဘောနဲ့တီဘောမှာရှိတဲ့တမလို့သားတွေကတော့ဖုန်းအဆက်အသွယ်ရပါတယ်ကိုကျော်စိုးတဲ့ခင်ဗျာခင်ဗျာနောက်တစ်ပတ်လောက်ဆိုရင်ခင်ဗျာလာခဲ့လိုက်တော့ဗျာနောက်တစ်ပတ်သူလာခဲ့လိုက်တော့အဲ့လိုကြီးကျွန်တော်အဆက်အသွယ်ရပါတယ်ထို့တူပါပဲကျွန်တော်တို့ဒီတက်မလော့ကအတီဘောမျိုးကိုရရှိသွားပြီဆိုရင်လည်းတက်မလော့က ပန်းတွေပြိုးมาဖြစ်ပါတယ်ပန်းပြိုးတယ်ဆိုတော့ကကျွန်တော်တို့ចောင်းတွေပြန်ဖွင့်มาဖြစ်ပါတယ်တမတော်ကနောင်ချုံမျိုးကိုတိမ့်ပတ်ရရှိတဲ့အခါမှာဆိုရင်နောင်ချုံမျိုးနဲ့မှာအစားတဲ့ចောင်းတွေပြန်ဖွင့်ခဲ့ပါတယ်ဘာမှကျွန်တော်တို့စေယုံတွေအသုံးပြုလို့မရဘူးစေယုံတွေအသုံးပြုလို့မရခင်အချိန်မှာကျွန်တော်တို့မျိုးပေါ်မှာရှိတဲ့ဒါအများပြည်သူတွေတက်ဆိုင်တဲ့အစားအုပ်တွေနိုင်ငံပိုင်အစားအုပ်တွေမှာနိုင်ငံတော်ကနေပြီးတော့ကျမကြီးဆော့ရှော့မှုတွေပေးတယ်ပြီးရင်ကျွန်တော်တို့ဒီစာသင်ကျောင်းတွေအများဆုံးဖွင့်နိုင်ဖို့အတွက်လုပ်တယ်နောင်ချုံမျိုးမှာလည်းဖွင့်နိုင်ခဲ့တယ်လာတို့ပါပဲကျွန်တော်နောင်ချုံမျိုးတိမ့်ပိုက်ပြီးတဲ့အခါမှာကြောင်မဲပေါ့ ကြောင်မဲမှာဆိုလဲဒီတက်မတော်ကစာသင်ကျောင်းနေပြန်ပြီးဖွင့်နိုင်ဖို့အတွက်ဇောင်းမဲပါတယ်ကျွန်တော်တို့စာသင်ကျောင်းနေစာသင်ကျောင်းအေရီးယားမှာကျွန်တော်မြက်ဒီအများကြီးပဲခင်ဗျားတို့ခင်ဗျားတို့အန်အောသွားပါလိမ့်မယ်ခင်ဗျားတို့ကိုယ်တိုင်မမြင်ရလို့ပါအန်အောသွားပါလိမ့်မယ်မြက်ဒီဆိုခင်ဗျားအများကြီးပဲကျွန်တော်တို့တရမကောက်ကျွန်တော်တို့တရမကောက်အဲ့ဒါကိုကျွန်တော်တက်မတော်သားတွေကအေရီးယားအလိုက်မိုင်းနေရှင်းတယ်မြက်ဒီရှင်းတယ်ပြီးရင်ကျွန်တော်ကျောင်းတန်ရှင်းနေလောက်တယ်ပြန်ကျွန်တော်ရက်ကွက်အလိုက်ပေါ့ရက်ကွက်လိုက်ကျွန်တော်တို့မိုင်းနေရှင်းတယ်တန်ရှင်းနေလုပ်ပေးတယ်ပြီးရင်ကျွန်တော်လမ်းမတွေမိုင်းရှင်းတယ်တန်ရှင်းနေလုပ်ပေးတယ် မိုင်းရှိတဲ့ area နဲ့တဲ့ area မဟုတ်ဘူးတက်မော်သားရတဲ့တကယ်ပင်မပါလေတကယ်ကိုပင်မပါလေကျွန်တော်တို့မိုင်းရှင်းရအသေးစိတ်ရှင်းရတာပါအသေးစိတ်ကိုရှင်းရတာပါအများပြည်သူကျွန်တော်တို့ဝင်ရောက်နေထိုင်ဖို့တော့ကတက်မော်ကသူ့ရဲ့ဒီရက်ကွာအလိုက်အိမ်လေးလိုက်ကိုမိုင်းနေရှင်းပေးတယ်မိုင်းရှင်းပြီးမှကျွန်တော်တို့ဝင်ရောက်နေထိုင်ခွင့်ပြုတာပေါ့အဓိကတော့ဒီပြည်သူတွေပေါ့ပြည်သူတွေအကြမ်းဖက်အုပ်စုတွေထောင်ထားတဲ့မိုင်းတွေမနှင်းမိဖို့အတွက်ဒါတက်မော်ကမိုင်းရှင်းပေးတာပါခင်ဗျမိုင်းနှင်းမိတာခင်ဗျစူးစူးနဲ့စူးချစ်တာမဟုတ်ဘူးဗျတန်စူးတာမဟုတ်ဘူး မိုင်းရှင်းကမိုင်းမိုင်းထိသွားပြီဆိုခင်ဗျာခန္ဓာကိုယ်ပြည့်ပြန်ပြန်ခင်ဗျာဒီအသက်ဆုံးမဖို့ပဲရှိတာပေါ့တမလို့ကကျွန်တော်အသေးစိတ်ကိုလုတ်ပေးပါတယ်အဲ့တော့တမလို့ပြိုးခဲ့တဲ့ပန်းတွေကကျွန်တော်တို့ပန်းတိုင်းပွင့်ပါစေပေါ့ဗျာကျွန်တော်တို့နောင်ချိုးမှာဆိုလည်းပဲလက်ရှိစာတင်ကြောင်းတွေဖွင့်နိုင်တယ်ကြောင်းသားလေးတွေပြုံနေကြတာအဲ့လိုပဲကျွန်တော်တို့ဒီကြောင်မဲမှာပေါ့ကြောင်မဲမှာဆိုလည်းကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကဆိုရင်အဲကြောင်းသားလေးတွေပေါ့ကြောင်းသားလေးတွေကျွန်တော်တို့ဂီတာတီးပြီးတော့သူတချင်းတွေစုံနေကြတယ်တော်တော်လေးတော့ကျွန်တော်ဝမ်းသာဖို့ကောင်းတယ်ဗျနောက်တစ်ချက်ကဒီကြောင်မဲသူကြောင်မဲသားတွေရဲ့ဒီစီးလုံးညင်ညူပါ ဲ့ဒါဘာလဲဆိုတော့ဒီကြောင်မဲမှာရခင်ကဒီကြောင်မဲကနေပြီးတော့ကျွန်တော်တို့ဒါပြည်ဦးလင်မန္တလေးအပြေးဆွဲတဲ့ကျွန်တော်တို့ဟိုပါရှိတယ်ဒီရင်လိုင်းနေရှိတယ်ပြည်ဦးလင်မန္တလေးပြေးဆွဲတဲ့ရင်လိုင်းနေရှိတယ်အဲ့ဒါကိုကြောင်မဲမှာရှိတဲ့ဒီကြောင်မဲသူကြောင်မဲသားတွေရင်လိုင်းနေပေါ့သူတို့ပိုင်နေရင်လိုင်းနေစစ်ဆောင်တွေအခါမဲ့လာခဲ့အခါမဲ့ပို့ပေးတာဟာခင်ဗျတော်တော်ချစ်ဖို့ကောင်းတာပဲဗျာကြောင်မဲသူကြောင်မဲသားတွေကပတ်စံမယူနော်အခါမဲ့ပြေးဆွဲပေးတာအဲ့လူတွေလုတ်ပေးနေတာသူတို့မြို့ကိုသူတို့ဘယ်လောက်ချစ်လဲပေါ့ဗျာနောက်တစ်ခုကကျွန်တော်တို့ကိုချင်းစာတရားပေါ့ ော်တော်လေးကိုကျွန်တော်တို့ကိုချင်းစာတရားကြီးရဲမြို့လို့ပြောမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီတက်မတော်ရဲ့ပြိုးတဲ့ပန်းတွေကတော့ကျွန်တော်တို့အာနောင်ချိုမှာပွင့်ခဲ့ပြီ။နောင်ချိုမှာပွင့်ခဲ့ပြီ။ပြီးရင်ကျွန်တော်တို့ကြောင်မဲမှာပွင့်ခဲ့ပြီ။ထပ်ပြီးတော့ကျွန်တော်တို့ဒီဘောမှာဆက်ပြီးပွင့်မှာဖြစ်ပါတယ်။အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီနေ့အစပဲမှတ်ထားကြပါ။ခဏရအတွင်းမှာခဏရအတွင်းမှာမဆုံမလုံးပေါ့ဗျာ။ခဏရနောက်ထပ်နှစ်ရက်လောက်ထပ်ပေါင်းပေါ့။ခဏရကနေကိုရအတွင်းမှာတက်မတော်ကကျွန်တော်တို့ဒီဘောမြို့ကိုအပြေအဝအလုံးစုံပြန်ပြီးထိန်းချုပ်มาဖြစ်ပါတယ်။လက်ရှိတော့ကျွန်တော်တို့ တိဘောမျိုးနဲ့ခုနမိုင်ခန့်အကွာကိုရောက်နေပြီဒါမှမဟုတ်စစ်ကြောင်းတွေကဒါတိဘောမျိုးကိုရောက်တဲ့အခါမှာဆိုရင်လည်းပဲဒါပန်းတွေထပ်ပြီးပြိုးပြီးမှဖြစ်ပါတယ်စာသင်ကျောင်းတွေပြောင်းဖွင့်မယ်ပြီးရင်ကျွန်တော်တို့ဒီဆေးရုံစည်းကမ်းတွေပြောင်းဖွင့်အောင်လုပ်မယ်လက်ရှိလည်းကျွန်တော်တို့ဒီကြောင်မဲမှာဆိုလည်းပဲဆေးရုံရအသုံးပြုလို့မရအောင်အသုံးပြုလို့မရတော့ကျွန်တော်မျိုးထဲမှာရှိတဲ့ဒီအများနဲ့သဆိုင်နဲ့အစာအုပ်တွေမှာကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်ပြီးရင်ကျွန်တော်တို့ဒါမှတ်ပုံတွေနဲ့အခမဲ့လုပ်ပေးနေတယ် မှတ်ပုံနေနေကျွန်တော်အခမ်းမဲ့လုပ်ပေးနေတယ်အဲ့တော့ကြောင်မဲသူကြောင်မဲသားကျွန်တော်တို့ဖုန်းဆက်ပါတယ်ကျွန်တော်မှတ်ပုံနေမရှိဘူးတွားလို့လို့ရပြီလားကျွန်တော်တို့လည်းပြောပါရပါပြီအဲ့တော့ကျွန်တော်တို့ကတခါတည်းကြောင်မဲမှာရှိတဲ့ကြောင်မဲသူကြောင်မဲသားပြောချင်တာကခင်ဗျားတို့ရဲ့မှတ်ပုံနေနေကိုခင်ဗျားတို့ရဲ့မှတ်ပုံနေနေကိုကြောင်မဲမျိုးမှာအခမ်းမဲ့လုပ်ပေးနေပါတယ်အချို့ကကျွန်တော်တို့ဘယ်သွားမလဲတဲ့ကျွန်တော်တို့ဒီကြောင်မဲရောက်ဘဲဆက်သွားမယ်ကျွန်တော်တို့ပြောလိုက်ပါတယ်လွယ်လွယ်လေးပဲညွှန်လိုက်ပါတယ်ဘဲမှမတော်နဲ့ကြောင်မဲမျိုးရောက်တာနဲ့အမှကြောင်မဲမိသက်ရုံရှိမိသက်ရုံတော့တွားမိလိုက်ပြအဲ့ရအဲ့ရမိသက်ဝင်တဲ့လမ်းညွှန်ပေးလိုက်မယ်လို့ကျွန်တော်ပြောလိုက်တယ် အဲ့လိုပြောလိုက်တယ်ပြီးခဲ့ရက်ကလည်းကျွန်တော်တို့ဒီကြောင်မဲမြို့ကိုရောက်တယ်အဲ့မှာရမိသားဝန်ထမ်းတယောက်ကျွန်တော်တွေ့လိုက်တယ်ကိုကြီးလို့ခြေောက်ကဘာဖြစ်တာလဲသူခြေောက်မှာပတ်တီးစီးတာကိုကြီးခြေောက်ကဘာဖြစ်တာလဲမဟုတ်ဘူးတဲ့ကိုကျော်စိုးကြီးတဲ့ကျွန်တော်တဲ့ဟိုစာသင်ကျောင်းမှာကျွန်တော်မျက်မျက်ရှင်းမင်းနဲ့ဆက်ထိသွားတာပါတဲ့တော်တော်စိုးရင်လည်းမစိုးရပါဘူးရပါတယ်တဲ့ဒါသူတို့သူတို့သူတို့ရဲ့ဒဏ်ရာတွေပေါ့ဗျာသူတို့ဒဏ်ရာဘယ်လောက်နှက်လဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့သူတို့ဒီပြည်သူပေါ်မှာထားတဲ့စိတ်ပေါ့ဗျာရပါတယ်ဗျာတဲ့ကျွန်တော်လက်ရှိလည်းလုပ်ပေးနေပါတယ်ပေါ့ဒါတော့ ဒါတွေကျွန်တော်တွေ့ကြရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ဒီသတင်းပြချုပ်ချင်တာကမကြခင်ကာလမှာကျွန်တော်ဒီတက်မတော်ကတော့အဲဒီဘောမျိုးကိုပြန်ပြီးတော့ထိချုပ်သွားမှာဖြစ်ပါတယ်ဒုတိယသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဗမောင်းမျိုးရဲ့အခြေအနေပေါ့အဲ့တော့ဗမောင်းမျိုးရဲ့အခြေအနေနဲ့ပတ်သက်ရင်လက်ရှိဒီတက်မတော်စစ်ကြောင်းတွေကဗမောင်းမျိုးအနည်းကိုရောက်သွားပြီတတိယပြည်မျိုးအခြေကိုရောက်သွားပါပြီမျိုးအခြေကိုရောက်သွားပါပြီလက်ရှိဒီဗမောင်းမျိုးပြန်လဲရရှိအတွက်တက်မတော်ပူပေါင်း SN အဖွဲ့တွေကကျွန်တော်တို့နေပြည်တော်ရှင်းလင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်ဒီဗမောင်းမျိုးကိုလာရောက်တိုက်ခိုက်တာက ်ကရိုင်နဲ့ကရိုင်လက်အောက်ခံဂဒူးပီလီယောက်ဖွဲ့တွေကလာရောက်တိုက်ခိုက်တာဖြစ်ပါတယ်ဒီအကြဘက်အုပ်စုတွေကပြီးခဲ့တဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီစတင်ပါလာစတင်ပါလာ27ရက်နေ့မှာစားတိုက်တယ်28ရက်နေ့မှာမြို့ကိုထိချုပ်နိုင်ခဲ့တယ်မြို့ကိုထိချုပ်ထိချုပ်နိုင်ပြီးတဲ့နောက်ပိုင်းမှာမြို့မှာရှိတဲ့မြို့ကန်တွေအားလုံးကဒီ SNE နဲ့တက်မတော်ထိချုပ်တဲ့အေရီးယားဘက်ကိုသူတို့ဆုတ်သွားတယ်ဆုတ်ပြီးတော့အဲ့မှာဒီတက်မတော်နဲ့ဒီ SNE ဖွဲ့တွေကဒါကျွန်တော်တို့စားရိတ်ကားတွေအကြမ်းမိုက်ဆော့ဆော့မှုပြီးတိုင်းလုပ်ခဲ့ပါတယ်လက်ရှိတော့ဒီတက်မတော်နဲ့ SNE စစ်ကြောင်းတွေကမြို့ရဲ့မြို့ကြီးကိုရောက်သွားပါပြီ အဲ့မှာကျွန်တော်အကြံပတ်အုပ်စုတွေထိချုပ်တဲ့ရွာကြီးတွေဖြစ်တဲ့အကြံပတ်အုပ်စုတွေခြေကုပ်ယူတဲ့ကျွန်တော်ရွှေချောင်းခိုးပြင်းညောင်သားရခမိုးအလဲရွာကန်ရွာစတဲ့ရွာကြီးတွေအားလုံးကိုကျွန်တော်တို့ထိချုပ်ပြီးဖြစ်ပါတယ်ဒီရွာတွေကဒီရွာတွေကကျွန်တော်တို့ ဗမောင်းမျိုးရဲ့ကာထားတဲ့ရွာတွေပါအချမ်းပဲအုပ်စုတွေကဒီရွာတွေမှာသူတို့ခြေကုပ်ယူတယ်ခြေကုပ်ယူပြီးတော့ခန်းစစ်ပြင်ပါတယ်ခန်းစစ်ပြင်တဲ့အခါမှာဒီတပ်မတော်ရင်တပ်ပြောင်းတဲ့ကျွန်တော် SNA အဖွဲ့တွေကကျွန်တော်တို့ဒါနေမြေစစ်ကြောင်းတွေတောက်လျှောက်ရှင်းနေပြီးကျွန်တော်တို့ drone drone ရဲ့ထိရောက်မှုကလည်းတကယ်ကိုအရေးပါတဲ့အခြေအနေမှာရှိတယ်ပြီးကျွန်တော်အပေါ်ကလေကြောင်းပြစ်ကူတွေတောက်လျှောက်ပြစ်ကူတွေပြေးပါတယ်အဲ့တော့ပြည်ကူတွေပြေးကြမှာကျွန်တော်တို့ဟန်ချက်တွေညှိပါတယ်ဟန်ချက်ညှိတဲ့အတွက်လက်ရှိဒီတမလို့စစ်ကြောင်းတွေက ဗမောင်းမျိုးရဲ့အမျိုးခြေကိုရောက်ရှိသွားပြီဖြစ်ပါတယ်တကယ်ဗမောင်းမျိုးကကျွန်တော်စီရေးနိုင်ငံရဲ့အရေးပါတယ်ပြီးရင်လည်းကျွန်တော်တို့ဒီဓာတ်တထုတော်တော်ထွက်ပါတယ်တနည်းအားဖြင့်ဓာတ်တထုဆိုတဲ့နေရာမှာရွှေတော်တော်ထွက်ပါတယ်အမှန်ရွှေကဘလောက်မှောက်ခင်ဗျာအဲ့မှာရှိတဲ့စံချောင်းလေးတွေဘေးကနေရွှေကျင်းကိုရွှေထွက်ပါတယ်အဲ့လောက်ထိအောင်ကျွန်တော်တို့ဒီရွှေနဲ့ပတ်သက်ရင်တော်တော်ကြီးကိုကျွန်တော်တို့ဒါရွှေထွက်တဲ့မြို့လို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာအဲ့မှာစံချောင်းမှာခင်ဗျာရွှေသွားကျင်းကိုရွှေထွက်တယ်လို့ပြောပါတယ်အဲ့လိုဒီ KI ဖွဲ့တွေကဒီဗမောင်းမျိုးကိုထိန်းချုပ်နိုင်ပြီသွားပြီဆိုရင်တို့ကအဲတို့ရဲ့ဒီလက်နက်သိမ်းဝေးလမ်းကြောင်း ဘယ်ကျော်တို့ရဲ့ဒီဝင်ဝေရရှိရာလမ်းကြောင်းတွေကိုတို့ဖွင့်နိုင်ဖို့အတွက်လုပ်တာဖြစ်ပါတယ်။တဆက်တည်းပဲကျွန်တော်တို့ဒါဖားကတ်မှာလက်ရှိဖားကတ်မှာလည်းတိုက်ပွဲတွေကတော်တော်ပြင်းထန်နေပါတယ်။တမရော်ကတော့အကြံဖက်အုပ်စုတွေထင်းချိုးတဲ့ area ကိုတောက်လျှောက်ကြောင်းနေမြေရှင်းနေမှုတွေလုပ်တယ်။အပေါ်ကနေကျွန်တော်တို့လေချောင်းကတောက်လျှောက်လေချောင်းပစ်ကူတွေတောက်လျှောက်ပေးနေတယ်။ဒီကနေ့ကဒီကနေ့ဖားကတ်မှာတော်တော်လေးတိုက်ပွဲတွေပြင်းထန်တယ်လို့ပြောမှာဖြစ်ပါတယ်။အဲ့တော့ KI ကလည်းတို့လူသစ်တွေရတဲ့ဖားကတ်မှာအဲ့တော့ KI ကခင်ဗျာတို့လူသစ်ရရင်တည်းမှာဖားကတ်ဒေတာလူသစ်တော်တော်ရတယ်ဗျ။ ီဖားကဒေတာမှာကကျွန်တော်ရေမစေးကြောက်ရှာတဲ့လူအများကြီးရှိတယ်။ရေမစေးကြောက်ရှာတဲ့လူအများကြီးရှိတော့သူကဒီရေမစေးကြောက်ရှာတဲ့နေရာကိုသူဝိုင်းဝိုင်းပြီးတော့လူငယ်လူတွေအားလုံးကိုစစ်တဲထဲတာစစ်တဲထဲတာအဲ့တော့ကျွန်တော်တို့ဒါကျွန်တော်တို့ရှင်းပြောရကျွန်တော်လုံခြုံရေးရှုထောင့်ရအကြည့်ရမယ်ဆိုရင်လေဒီနေရာကြီးက KIA တို့ကကျွန်တော်လူသစ်စုဆောင်ပေးတဲ့နေရာလို့ဖြစ်နေတယ်ဗျလူသစ်စုဆောင်ပေးလို့ရနေရာဖြစ်နေတယ်ဖားကမှာကခင်ဗျအရွယ်ကောင်းနေပြီခင်ဗျကြောက်ရှာတာဗျာခင်ဗျကလည်းခင်ဗျဟိုအတက်စင်းခင်ဗျတောင်ပေါ်အတက်စင်းမလုပ်နိုင်ပဲကြောက်ရှာလို့မရဘူးဗျဖားကဒေသမှာခင်ဗျလူကြီးတိမ့်နေရှိရှိတယ်အရွယ်ကောင်းနေတော့အရွယ်ကောင်းနေတိမ့်နေရှိရှိတယ် အဲ့ဒီအရာကို KI ကပြစ်မှတ်ထားပြီးတော့တို့လိုတဲ့လူကိုဒီကနေပဲထုတ်ထုတ်သုံးတာအဲ့တော့ကျွန်တော်တို့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါကျွန်တော်တို့ဒီနိုင်ငံတော်ဘက်ကလည်းရှုတော့နိုင်ငံတော်ရှုတော့အနေနဲ့လည်းဒီဒီလူငယ်လူရွယ်တွေပေါ့ဒီလူငယ်လူရွယ်တွေဒီ KIA ရဲ့ပတ်ထဲကိုပါမသွားဖို့အတွက်ကျွန်တော်တို့တနည်းမို့တနည်းစဉ်းစားဖို့လိုတယ်။တနည်းအားဖြင့်ကျွန်တော်တို့နိုင်ငံတော်တိဆောက်ရေးမှာဒီလူတွေလိုတယ်။နိုင်ငံတော် ကာကွယ်ရေးမှာဒီလူတွေလိုတယ်။အဲ့တော့ဒီလိုလူငယ်လူရွယ်နဲ့ပတ်သက်တဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကာကွယ်ရေးနိုင်ငံတော်တိဆောက်ရေးမှာကျွန်တော်တို့ဘယ်လိုမျိုးစီရင်မလဲ။ ဘယ်လိုမျိုးပေါအောင်လုပ်မလဲဆိုတာကျွန်တော်ရေရှည်မှာစဉ်းစားဖို့လိုပါတယ်။ရထိုင်းလက်နက်ကင်ဘွဲ A ကလည်းဒီဒီလူအုပ်ကြီးဒီဖားကတ်မှာရှိတဲ့ကျွန်တော်ရင်ပစေးကြောက်တူးသမားတွေကိုဆွဲထုတ်ပြီးတော့သူတို့လုပ်ခဲ့တာပါ။ KI ကလည်းစဉ်းစားမပြတ်သူတို့မှလူတွေရနေတာကလည်းဒီဖားကတ်မှာဖားကတ်မှာရှိတဲ့ရင်ပစေးကြောက်တူးသမားတွေထံကနေသူတို့တောက်လျှောက်တောက်လျှောက်ရတာပါ။တောက်လျှောက်ကိုရနေတာပါ။ဒါကကျွန်တော်တို့နိုင်ငံတော်ကာကွယ်ရေးအတွက်ပြည်ချောင်းနိုင်ငံတော်လုံခြုံရေးအတွက်အသိကိုအရေးကြီးတဲ့နေရာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီဖားကတ် area မှာရှိတဲ့ကြောက်တူးတဲ့ အရင်မစည်းကြောက်ရှာသမိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါတက်ဆိုင်တဲ့တာဝန်ရှိအကြီးအကဲတွေအနေနဲ့လည်းစဉ်းစားပေးစီကြပါတယ်ဒီနေရာမှာဒီနေရာက KIA ရဲ့ကျွန်တော်တို့လူရတဲ့အတိုက်ကြီးပါတတော်ကိုရပါတယ်ခင်ဗျာလူရထောင်ဘယ်နေမှမစုအောင်လူရ900ဘယ်နေမှမစုအောင်အဲ့ဒီလောက်တောင်လူများပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီနားမှာရှိတဲ့အင်အားတွေပေါ့ဒီအင်အားတွေကိုကိုယ်ဟာသုံးပါလားသူများအကြမ်းဖက်အုပ်စုတုံးတာခံပါလားဗောဗျာဒါတော့ကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်ဒီသင်ပြချုပ်ကျင်တာကကျွန်တော်တို့လက်ရှိ တပ်မတော်နဲ့အဆန်နေပူပေါင်းစစ်ကြောင်းတွေကဗမောင်းမျိုးရဲ့အနည်းကိုရောက်ရှိနေပြီဖြစ်ပါတယ်အဲ့တော့များမကြခင်ကာလမှာဗမောင်းမျိုးကိုပြန်ပြီးတော့ကျွန်တော်တို့ထိန်းချုပ်မဲ့အနေနဲ့ရောက်ရှိသွားပါပြီဒီ KIA နဲ့ကဒူပီရဲ့ဖွဲ့တွေကဗမောင်းမျိုးကိုထိန်းချုပ်ထိန်းချုပ်တဲ့ကာလမှာဗမောင်းမျိုးပေါ်မှာရှိတဲ့ပြည်သူစေုံကြီးပြည်သူစေုံကြီးကကျွန်တော်တို့ခွဲစေခံကိရိယာတွေဆေးဝါးတွေဂဒင်းတွေကိုသူတို့တည်ထောင်သွားတယ်ပြီးကျွန်တော်နိုင်ငံဝန်ထမ်းအနေနဲ့ဝန်ထမ်းအငြိမ်းစားတွေကိုဖမ်းဆီးသွားတယ်နောက်တဲ့အခြေအနေတွေကကျွန်တော်တို့ဒီဗမောင်းမျိုးမှာရှိတဲ့ပြည်သူတွေရဲ့ပိုင်ဆိုင်တဲ့ နေနေကနေဝင်ဖောက်တယ်နေမှလူမရှိဘူးလေစစ်ရှောင်းအကုန်ပြေးရတာပြေးရတော့နေနေမှသူတို့ဝင်ဖောက်တယ်ပြီးတော့ကျွန်တော်အဲ့မှာကျွန်တော်တို့စီစာအချုံမှုကြက်တော့အကုန်တဲတယ်ဆန်းအကုန်တဲတယ်အဝိစာအကုန်တဲတယ်အကုန်တဲဘာမှမကြံတော့ဘူးဘာမှမကြံတော့ပါဘူးအဲ့တော့ကျွန်တော်တို့ဗမောင်းမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ဒီအပိုင်းမှာတက်မတော်ကဗမောင်းမျိုးကိုပြန်ပြီးတော့ထိန်းချုပ်သိမ်းပိုက်မှာဖြစ်ပါတယ်နောက်ထပ်သတင်းပို့ဆက်ပြီးတင်ပါပေးချင်ပါတယ်ဒါကတော့မနေ့ကမနေ့ကအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံသားကြီးဝင်ကြီးဌာနဝင်ကြီးပေါ့ဗျာဝင်ကြီးက ဒါမြန်မာနိုင်ငံကိုမနေ့ကရောက်ရောက်ရှိလာပါတယ်မနေ့ကအော်တိုဘာလာ9ရက်နေ့မနက်ပိုင်းမှာမလေးရှားနိုင်ငံတော်ဝင်လေတပ်ကနေပြီးတော့ကျွန်တော်တို့သူတို့ရဲ့ဒီကိုပိုင်လေနဲ့နေပြော်လေစစ်ကို ရောက်ပါတယ်တရက်တာခီးလည်းဖြစ်ပါတယ်အဲ့ဒီခီးစီမှာဆိုရင်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံယာယီဝန်ကြီးကယာယီသမရနဲ့တွေ့တယ်ပြီးတော့ကျွန်တော်တို့ဝန်ကြီးချုပ်နဲ့တွေ့တယ်ပြီးရင်ကျွန်တော်နိုင်ငံယာယီဝန်ကြီးနဲ့တွေ့ပါတယ်တွေ့ခဲ့ပါတယ်ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့ဒါမလေးရှားအစိုးရဘက်ကလည်းတရားဝင်ထုတ်ပြန်ထားသလို မြန်မာနိုင်ငံအစိုးရဘက်ကလည်းတရားဝင်ထုတ်ပြန်ချက်တွေရှိပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့တင်ပြရမယ်ဆိုရင်ဒီတွဲဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ဒါမလေးရှားအစိုးရအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဆိုရင်မြန်မာနိုင်ငံရဲ့ပါလီဆုံဒီမိုစီအထူးရွေးကောက်ပွဲကျင်းပပြုလုပ်မဲ့အခြေအနေပေါ့ဗျာပြင်ဆင်ထားမှုနဲ့ပြင်ဆင်ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့ဒါဝမ်းသာကြိုးစားပါတယ်ပြီးရင်ကျွန်တော်တို့အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ကြိုးပမ်းဆောင်မှုများကိုအကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးလေဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်စေရန်အကြံပြုတယ်ပေါ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲပေါ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့အကြံပြုတယ်ပြီးရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုမလေးရှားအစိုးရကနေပြီးတော့မြန်မာနိုင်ငံကိုဆင်လွတ်မယ်ဒါကသိအရေးကြီးပါတယ်ရွေးကောက်ပွဲကျွန်တော်တို့အထားမြောက်ဖို့အတွက်ဆိုရင်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအခမ်းအကဏ္ဍကလည်းအရန်ကိုအရေးပါတဲ့နေရာမှာတည်ရှိပါတယ်ပြီးခဲ့တဲ့ကာလကကမ်ဘောကမ်ဘောဒီးယားနိုင်ငံမှာကျွန်တော်တို့ ဒါယူကဝင်ကျင်းပခဲ့ပါတယ်အဲ့ဒီချိန်တော့ကျွန်တော်တို့ဟွန်ဆန်ကဟွန်ဆန်ဟွန်ဆန်ဥဆောင်တဲ့အစိုးရပါတီပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့အတိုက်ခံနေမှာပါလို့ဆိုပြီးတော့အခြားသောအင်အားစုတွေပေါ့သူတို့ဘက်ကထားပေါ့အင်အားစုလို့သုံးပါမယ်အဲ့ဒီအင်အားစုတွေကကျွန်တော်တို့ဒါကန့်ကွက်တဲ့ဆန့်ဆန့်ကျင်တဲ့ပေါ့ဗျာအဲ့ချိန်မှာကျွန်တော်ဟွန်ဆန်ကမလုပ်လဲဆိုတော့သူကသူ့ရဲ့ဒီမိဖက်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 အာဆီယံနိုင်ငံတွေရဲ့ မိဘအာဆီယံနိုင်ငံတို့ဖိတ်ခေါ်တယ်လွှတ်ပေးကြပါကျွန်တော်နိုင်ငံမှာယူကဝဲကျင်းပါမယ်ယူကဝဲစောင့်ကြည့်လေးလိုက်ဖွဲ့တွေလွှတ်ပေးကြပါပြီးလဲဒီခွန်ဆန်ရဲ့မိဖက်တွေဖြစ်တဲ့တရုတ်ရုရှားအပေါ်အခြားသောနိုင်ငံတွေရဲ့အခြားသောနိုင်ငံကြီးတွေကယူကဝဲစောင့်ကြည့်လေးလိုက်ဖွဲ့တွေလွှတ်ပေးကြပါဆိုလွှတ်ကြတယ်ပေါ့အဲ့ဒီကလည်းလွှတ်ကြတယ်လွှတ်ပြီးတော့ဒီကမ္ဘောဒီးယားနိုင်ငံယူကဝဲစောင့်ကြည့်ကြတယ်ပေါ့ပြီးလဲပြောယူကဝဲလည်းပြီးသွားရောအဲ့ဒီဒီစောင့်ကြည့်လေးလိုက်ဖွဲ့တွေကဒီယူကဝဲကကျွန်တော်တို့ပွင့်လင်းမြင်သာမှုရှိပါတယ်ဆိုပြီးတော့ကျွန်တော်တို့အားလုံးကဒီတတန်နဲ့ထွက်ပါတယ် အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒါကမ္ဘောဒီးယားမှာရှိတဲ့သူတို့ရဲ့အတိုက်ခံပေါ့ဗျာအတိုက်ခံအုပ်စုပေါ့အတိုက်ခံအုပ်စုဆိုတာလည်းဒီကမ္ဘောဒီးယားထဲမှာမရှိပါဘူးပြည်ပအုပ်စုတွေပေါ့ပြည်ပအုပ်စုတွေဒါသူတို့ဘာသာမှမထောက်တော့ပါဘူးဒါကဘာလို့ပြလဲဆိုတော့ဒီရွေးကောက်ပွဲတစ်ခုအထားမြောက်ဖို့ဆိုရင်ရွေးကောက်ပွဲစောင့်ကြည့်လေးလာရဲ့အဖွဲ့တွေအခမ်းကဏ္ဍတိတ်ကိုအရေးကြီးပါတယ်။လက်ရှိဒီမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်လည်းယာယီသမရာကြီးကဒါအခြားသောကမ္ဘာနိုင်ငံတွေကိုလည်းဖိတ်ခေါ်ထားပါတယ်။မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ရင်အိန္ဒိယနိုင်ငံကလည်းအပြည့်အဝပူးပေါင်းဆောင်ရွက်တဲ့ ပြီးရင်ကျွန်တော်တို့ရွေးကောက်ပွဲစောင့်ကြည့်လေးလာရေးဖွဲ့တွေဆင်လို့မယ်ဒုတိယကတော့ကျွန်တော်တရုတ်ပါတရုတ်ကလည်းမြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ရင်ပြည်ဝပူးပေါင်းဆောင်ရိုက်တယ်ပြီးရင်လည်းပဲကျွန်တော်တို့ရွေးကောက်ပွဲစောင့်ကြည့်လေးလာရေးဖွဲ့တွေဆင်လို့မယ်ပြီးရင်လည်းပဲကျွန်တော်တို့ဒီအာဆီယံနိုင်ငံမှာအဲ့တော့အာဆီယံနိုင်ငံမှာကကျွန်တော်နှစ်ချမ်းရှိပါတယ်တစ်ချမ်းတော့ကျွန်တော်တို့ဒါအမေရိကန်ဘက်ကိုရိုင်းနေရိုင်းနေတစ်ချမ်းရှိတယ်တစ်ဖက်ကတော့ကျွန်တော်တို့တရုတ်အိန္ဒိယဘက်ကိုရိုင်းရိုင်းနေတစ်ချမ်းရှိပါတယ်အဲ့တော့ဘယ်နိုင်ငံတွေလာမလဲဆိုတော့ကျွန်တော်တို့တီးကြရပြောဖို့ခက်ပါတယ်။သို့တော်လည်းပဲသို့တော်လည်းပဲကျွန်တော်တို့အာဆီယံနိုင်ငံမြန်မာနိုင်ငံနဲ့အိန္ဒိယချင်းနိုင်ငံတွေဖြစ်တဲ့ ဒါအာဆီယံနိုင်ငံတွေအခြားသောအာဆီယံနိုင်ငံအခြားသောအာဆီယံနိုင်ငံတွေကလည်းမြန်မာနိုင်ငံရဲ့ယူကဝယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကျွန်တော်ဆင်းလို့မှာဖြစ်ပါတယ်အဲ့တော့ဒီမလေးရှားနိုင်ငံကလည်းမြန်မာနိုင်ငံမှာကျင်းပမဲ့ယူကဝယ်နဲ့ပတ်သက်ပြီးတော့စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဆင်းလို့တော့မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ဒီအချိန်နဲ့ဆက်ပြီးတော့ကျွန်တော်တို့ဒီယာယီတမရာကြီးကလည်းဒါတွေ့ဆုံမှုမှာကျွန်တော်ဆက်ပြီးတော့အသေးစိတ်ဆွေးနွေးခဲ့တာရှိပါတယ်ဆက်ပြီးတော့ဒီယာယီတမရာကြီးကဒါမလေးရှားနိုင်ငံရဲ့ယာယီဝန်ကြီးအနေနဲ့မြန်မာနိုင်ငံကိုလာရောက်တဲ့ခီးစဉ်ခီးစဉ်နဲ့ပတ်သက်ပြီးတော့ဒါ လာတဲ့အတွက်ကြိုးဆိုတယ်ပြီးရင်ကျွန်တော်တို့ဒီပါတီစုံယူကပါတီစုံဒီမိုယူကဝယ်ချင်းမမဲ့အချိန်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြပါတယ်ပြီးတော့ကျွန်တော်တို့ဒါငင်းငင်းရေးငင်းငင်းနဲ့ပတ်သက်တဲ့ကိစ္စတွေရှင်းပြတယ်ပြီးရင်ကျွန်တော်တို့မဲပေးဆက်ရှင်းပြတယ်ပြီးတော့ကျွန်တော်အာဆီယံနဲ့ပူးပေါင်းဆောင်မှုကိစ္စရဲ့ဒီအသေးစိတ်ပေါ့ဗျာအသေးစိတ်ဆွေးနွေးခဲ့တယ်ပေါ့ဆွေးနွေးခဲ့တယ်ပေါ့အဲ့မှာကျွန်တော်နိုင်ငံပါတီတွေရဲ့တည်ထောင်ခွင့်တည်ထောင်ခွင့်နဲ့ဆိုင်တဲ့ကိစ္စတွေပြီးရင်ကျွန်တော်တို့လက်ရှိယူကဝယ်မှာဒါနိုင်ငံပါတီပေါင်း58ပါတီဝင်ရောက်ရှင်းပြမယ် ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ရှင်းပြမယ်လှုပ်တော်ကိုယ်စားလောင်းအားလုံး၅လုံးကျော်ရှိကြောင်းစသဖြင့်အသေးစိတ်ရှင်းပြတယ်ပြီးရင်ငင်းကြိုင်းပါငင်းကြိုင်းနဲ့ပတ်သက်ရင်လည်းဒီ2018ခုနှစ်ကနေစပြီးတော့ယနေ့ချိန်ထိပြစ်ခတ်တိုက်ခတ်မှုရစဲအတွက်ထုတ်ပြကြပေါင်း28ကြိမ်ဒါထုတ်ပြန်ခဲ့ပါတယ်နိုင်ငံရေးသဘောထားကွက်လွန်မှုကွက်လွန်မှုများကြောင့်အကြမ်းဖက်လုပ်ရများလုံဆောင်နေသူများကိုလည်းနိုင်ငံရေးလမ်းကြောင်းပေါ်လာဖို့အတွက်ဒါ၃ကြိမ်ဖိတ်ခေါ်ခဲ့ပါတယ်ပြီးရင်ကျွန်တော်တို့ယခု ယခုဆိုတာကျွန်တော်တို့လက်ရှိဒီအော်တိုဘာလာ19ရက်နေ့မှာကျင်းပမယ် NCA နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပမှာဖြစ်ဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်လည်းပဲကျွန်တော်လက်မှတ်ရေးထိုးထားတဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့တွေရဲ့ခေါင်းဆောင်တွေရောဖိတ်တယ်ပြီးရင်ကျွန်တော် NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့လက်နက်ကိုင်အဖွဲ့အလုံးကိုလည်းဖိတ်ပါတယ်ဖိတ်ထားပါတယ်ဗောဗျာပြီးလည်းပဲကျွန်တော်နိုင်ငံတကာနိုင်ငံတကာကကျွန်တော်တို့နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းဖိတ်ထားပါတယ်ပြီးလည်းပဲကျွန်တော်တို့ဒီ NCA လက်မှတ်ရေးထိုးစဉ်ကာလမှာအတိတ်အသေးအဖြစ်လက်မှတ်ရေးထိုးခဲ့တဲ့အခြားသော နိုင်ငံခေါင်းဆောင်တွေကိုလည်းဖိတ်ထားတယ်လို့ရှင်းပြတယ်ပြီးရင်ကျွန်တော်မဲပေးစက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ရှင်းပြတယ်ပြီးရင်ကျွန်တော်တို့ဒါအာဆီယံနဲ့ပူးပေါင်းဆောင်တဲ့ကိစ္စတွေအသေးစိတ်ရှင်းပြခဲ့ပါတယ်ဒါတော့ကျွန်တော်တို့ဒီဒီရိုင်းသမရာကြီးနဲ့မလေးရှားနိုင်ငံရာဝန်ကြီးရဲ့တွေ့ဆုံမှုပါအဲ့တော့ကျွန်တော်တို့ရှင်းပြရင်ပြကျွန်တော်တို့အဲရှင်းပြရင်ပုံမလေးတင်ပြမယ်လက်ရှိနိုင်ငံရေးစီရင်ရှင်တွေကဂန်းငယ်ကိုကြွေသွားပြီဂန်းငယ်ကိုကြွေသွားပြီဂန်းငယ်ကိုကြွေသွားပြီအဲ့တော့ တနည်းအားဖြင့်ကျွန်တော်တက်တက်ပြောမှာဆိုလက်ရှိဒီနိုင်ငံရေးစီးလမ်းကြောင်းကတက်မလို့ကတက်တက်ယူထောင်တက်နေတာတက်တက်ယူထောင်တက်သွားပြီခင်ဗျားကြည့်လိုက်ဗျာစီးရလဲ NGO အုပ်စုတွေရှင်းနိုင်ခြင်းမရှိဘူးနိုင်ငံရေးရလဲရှင်းနိုင်ခြင်းမရှိဘူး NGO တွေမဟုတ်ပါဘူး NGO နဲ့သူ့ရဲ့ဒီမိဖက်တွေဖြစ်တဲ့လက်လက်ကိုက်အဖွဲ့တွေရှင်းလို့မရပါဘူးပြီးရင်ခင်ဗျားပြည်သူလူထုထောက်ခံမှုပြည်ကြီးနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကန်ဆွဲထားမှုဘလုံးမအောင်ရှင်းနိုင်ရှင်းနိုင်လို့မရတာတနည်းအားဖြင့်ဒီ ဟိုတက်မတော်ကပြည်သူပေါ်ထားတဲ့စေတနာမှန်ကန်တဲ့အတွက်တက်မတော်ကတောင်းဆော့ကိုထိုးတက်တာဒီအကြမ်းဖက်အုပ်စုတွေကပြည်သူပေါ်ထားတဲ့စိတ်ရင်းစရာဘယ်တော့မှမမှန်ခဲ့ဘူးခင်ဗျာသူတို့ရဲ့အကျိုးစီးပွားတွေလောက်ခဲ့တာကြီးပဲခင်ဗျာကြည့်လက်ရှိခင်ဗျာချစ်သူဝေတို့လင်းလင်းတို့ခင်ဗျာသူတို့ရဲ့အုပ်စုတွေခင်ဗျာအမေရိကမှာခင်ဗျာအိမ်တွေဝယ်တယ်အဲသူတို့သားသမီးကောင်းမေဆိုတဲ့အကြောင်းတွေမှာထားတယ်ထားတယ်ခင်ဗျာသူတို့ရဲ့စိတ်ရင်းကလည်းမမှန်ဘူးလေခင်ဗျားတို့ပေါ်ထားတဲ့စိတ်ရင်းသူတို့ရဲ့အာနာအတွက်သူတို့ရဲ့သူတို့ရဲ့လက်လာဘတီမဲဖို့အတွက် ီခင်ဗျားတို့အသက်တွေဘဝတွေစတဲ့ပြလိုက်တာတောင်းလျှောက်လာခင်ဗျားတို့ကဖေးမျောလေးချအမားတွေပေါ့ဗျာဒီနေ့ပြင်အားတဲ့အာဒီဒီ2021မကျော်ဘူးလို့2022မကျော်ဘူးလို့2023မကျော်ဘူးလို့24မကျော်ဘူး25မကျော်ဘူးလို့တောင်းလျှောက်သူတို့ပြောခဲ့တာပဲခင်ဗျားတို့မျောလေးချအမားတွေပေးခဲ့တာလေတက်မတော်ကတော့ပြည်သူလူထုဘယ်တော့မှမျောလေးချအမားမပေးဘူးအော်တက်မတော်ကခင်ဗျားသွားတယ်ဘယ်အစီအစဉ်တောင်းလျှောက်ချမှတ်ခဲ့တယ်ရိုးမတ်တွေတောင်းလျှောက်ပြည်သူတရားဝင်ချပြခဲ့တယ်ဘာပြီးဘာလို့မလဲဘာပြီးဘာလို့မလဲဘာပြီးဘာလို့မလဲ လက်ရှိဒီတက်မတော်ကနောက်ဆုံးဖိုင်နယ်ဖြစ်တဲ့ကျွန်တော်တို့ရွေးကောက်ပွဲကျင်းပမယ်နိုင်တဲ့ပါတီကိုနိုင်ငံတော်အာဏာအနိုင်မယ်ဒါဒါနောက်ဆုံးဖိုင်နယ်ပဲနောက်ဆုံးဖိုင်နယ်ပဲအဲ့တော့ဒါတွေပြီးသွားရင်တော့ကျွန်တော်တို့ဒါရွေးကောက်ပွဲပြီးသွားရင်တော့ဒါကျွန်တော်တို့အများတင်မြောက်တဲ့လွတ်တော်အစိုးရဖြစ်လာမယ်အဲ့ဒီကနေတခါအဲ့ဒီကနေတခါဆက်ပြီးတော့အဲ့ဒီအစိုးရအဲ့ဒီလွတ်တော်ကနေတခါဆက်ပြီးတော့ကျွန်တော်အစိုးရနဲ့လွတ်တော်ပူးပေါင်းပူပေါင်းပြီးတော့ကျွန်တော်တို့လက်ရှိအကြမ်းဖက်အုပ်စုတွေထကြွားတဲ့နေရာတောက်လျှောက်ရှင်းမယ်။တနည်းအားဖြင့်ကျွန်တော်စီးရင်နိုင်ငံရေးလောက်တာပေါ့။အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီယာယီတမရာကြီးကတော့ဗျာတစ်ဖက်ကတော့ တန်လဲကင်ထားတာပေါ့တစ်ဖက်ကတော့ပြည်သူတွေကောင်းစားရေးအတွက်လောက်ရတာပေါ့ဗျာတစ်ဖက်ကကျွန်တော်ပြည်သူတွေကောင်းစားရေးတိုင်းပြည်သားရွာပြောပြီးအတွက်လောက်ရတယ်တစ်ဖက်ကတော့ကျွန်တော်တို့အကြံဖက်ကိုတုတ်တင်တဲ့အခါမှာတစ်ဖက်ကတော့ကျွန်တော်တန်လဲကင်ထားရတယ်ပေါ့ဗျာဒီလိုနှစ်ဖက်သွားရတာပေါ့နှစ်ဖက်သွားရတာပေါ့တိုင်းပြည်တိဆောက်ခဲ့တဲ့အခါမှာဒီလိုပဲတိဆောက်ကြတာပဲကျွန်တော်ပရမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်နိုင်ငံတော်တတိယမြန်မာနိုင်ငံတော်ဒီခေါင်းဆောင်တွေအားလုံးကဒီလိုပဲသွားရတာပဲတစ်ဖက်မှာကျွန်တော်အကြံဖက်အုပ်စုတုတ်တင်တယ်တစ်ဖက်လက်တစ်ဖက်ကတစ်ဖက်ကတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီ တိုင်းပြည်တိုင်းပြည်ပြည်သူတွေတာယာဝါပြောရေးတိုင်းပြည်ကြည်ဝါချမ်းသာရေးတွေလောက်ရတာပဲသူလက်နက်ပတ်တွေလို့လောက်ရတာဗျာလက်ရှိကျွန်တော်တို့ယာယီသမရိုင်းရဲ့ဒီလိုလုပ်နေရတာလက်နက်ပတ်နဲ့ဒီလိုလုပ်နေရတာအော်ဒီသတင်းပြန်ချုပ်ချင်တာကကျွန်တော်အချမ်းပတ်အုပ်စုတွေဘယ်တော့မှခင်ဗျခေါင်းမထောင်နိုင်တော့ဘူးအာသူတို့နေခေါင်းမထောင်နိုင်လားဆိုမဟုတ်ဘူးသူတို့နေဒီ NGO အုပ်စုတွေနဲ့ပေါင်းတဲ့အပေါင်းပါတွေလည်းခေါင်းမထောင်နိုင်တော့ဘူးခင်ဗျလက်ရှိခင်ဗျ TNL လေးခေါင်းမထောင်နိုင်တော့ဘူး TNL ဘလောက်ဆိုလဲဆိုခင်ဗျာဒီပလောင်နဲ့ရှမ်းနဲ့ညီညွတ်မှုလုံးဝမရှိလုံးဝပြိုကွဲသွားပြီအဲ့လိုပဲခင်ဗျာဒီဘက်ဂျိန်းဘောနဲ့အခြားသောကချင်ပြည်မှာရှိတဲ့မျိုးလွယ်စုတွေ လုံးဝခင်ဗျာလုံးဝပေါင်းဆက်လို့မရတော့ပေါင်းဆက်လို့မရတော့အဲ့တော့ဒီရခိုင်မြည်နယ်ရဲ့စီးအခြေအနေပေါ့အဲ့တော့တို့ကတော့ဒီစီးရဘယ်နားရောက်လဲဟိုနားရောက်လဲဒီနားရောက်လဲပေါ့ခင်ဗျာမေးချင်တာအေးနောက်ကျောလုံလားမေးလိုက်မေးချင်တာအေးခင်ဗျာနောက်ကျောလုံလားမေးချင်တာခင်ဗျာဒီရခိုင်မြည်နယ်ကခင်ဗျာရခိုင်မြည်နယ်ဝင်လို့ရတဲ့ခင်ဗျာဒီမှာရေချောင်းကတပုံရေချောင်းကလည်းခင်ဗျာတက်လို့ရတယ်လေနောက်ကျောလုံလားမေးချင်တယ်ကြိုက်တဲ့နေရာပြစ်လို့ရတယ်အေးရဲ့လှုပ်ရှားတဲ့စခန်းကိုလင်းရောတောက်လျှောက်ပြစ်လို့ရတယ်တောက်လျှောက်ပြစ်လို့ရတယ်ခင်ဗျာအချိန်တစ်ခုမှပြီးသွားပါလိမ့်မယ်ရခိုင်မြည်နယ်ဆိုတော့လည်းအချိန်တစ်ခုမှပြီးသွားပါလိမ့်မယ် 一百比,比较高，那那个就属阿伯的，没属明阿龙阿龙我图片截图就几百个了。啊啊啊啊啊